Florian Bjerg ကိုအယံခုံပို့လိုက်ပါ ပေါ်လုံးဝေဖန်သူဖြစ်ဆောင်ရွက်နေတဲ့လီဗာပူးကတ်နဝင်ကာရီကာကတော့အသင်းမှာခြေစွမ်းပြဖို့ရုန်းကန်နေခဲ့ရတဲ့ဂျာမန်ကျဲဘွေဖလော်ရီယန်ဘက်ကိုပွဲထွက်လူစီးငတ်နဲ့ခြံလက်ဖို့အတွက်အသင်းနည်းပြအာနီစလော့ကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။အသက်22နှစ်အရွယ်ဖလော်ရီယန်ဘက်ကပြီးခဲ့တဲ့နွေရာသီကမှဂျာမန်ကလပ်လီဗာကူဆင်အသင်းကနေပြီးတော့လီဗာပူးအသင်းစီကိုအံ့ဩချေအပါအဝင်ပေါင်135တန်းနဲ့ပြောင်းရွှေ့လာခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့သူကလီဗာပူးအသင်းမှာခြေစွမ်းပြနိုင်ဖို့အတွက်ရုန်းကန်နေခဲ့ရပြီးတော့အခုချိန်ထိဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသေးသလိုဂိုးဖန်တီးမှုလည်း တစ်ချိန်မှပြုတ်လို့ပေးနိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။ဒါကြောင့် Florian ဘက်က007ဂုံမှုကိုကျော်လွန်ပြီးတော့008နေရာကိုရရှိသွားခဲ့ပြီဖြစ်ပါရယ်။ Crystal Palace နဲ့ Galata State ရဲ့ပွဲတို့မှာနှစ်ပွဲဆက်တိုက်ရှုံးနေခဲ့တာကြောင့် Liverpool နဲ့ပြ Arne Slot မှာလည်း PR နဲ့ရင်ဆိုင်နေခဲ့ရပြီဖြစ်ပါရယ်။အဲ့လိုအနေထားမှာ Liverpool ကတော့ Carrika ကရုံးကန်နေခဲ့ရတဲ့ Florian ဘက်ကိုပွဲထွက်စင်းကနေခြံလက်တင်ပြီးလို့အကြံပေးခဲ့တာပဲဖြစ်ပါရယ်။ Carrika ပြောခဲ့တာကလက်ရှိမှာ Liverpool အသင်းရဲ့အဓိကပြဿနာကဟန်ချက်မညီတာပါ။အထူးသဖြင့် Florian ဘက်အနေနဲ့အသင်းမှာအံမဝင်သေးတာကိုတွေ့ရပါရယ်။သူက ကအသက်ငယ်သေးပြီးတော့ leave တစ်ကိုပြောင်းရွှေ့လာခဲ့တာပါသူ့အနေနဲ့ခြေစွမ်းပြနိုင်မှာတော့သိကြပါရယ်လက်ရှိမှာတော့ liverpool အသင်းအနေနဲ့အသင်းလိုက်ဟန်ချက်ညီဖို့အတွက် florian ပြက်ကိုထုတ်ထားဖို့တော့လိုပါရယ် liverpool အနေနဲ့ပြီးခဲ့တဲ့ယာဒီကလိုမျိုးပုံစံမျိုးပြန်လဲရရှိအောင်ရှာဖို့ရမှာပါ anislo အနေနဲ့အသင်းကိုယုံကြည်မှုနဲ့တည်ငြိမ်မှုရရှိအောင်လုပ်ပေးနိုင်ဖို့တော့လိုပါရယ်လက်ရှိမှာ liverpool အသင်းကိုကြည့်ရတာအရန်ရှုပ်ထွေးနေလို့ပဲလို့ပြောကြားခဲ့တာပဲဖြစ်ပါရယ် florian ပြက်ကိုယ်တိုင်ကလည်းသူနဲ့ပြန်ဆိုင်မှုပြင်းထန်တဲ့ premier league မှာအသားကျဖို့အတွက်အချိန်တိုင်းတာတစ်ခုထိလိုသေးကြောင်းကိုဝန်ခံပြောကြားသွားခဲ့တာပဲဖြစ်ပါရယ် florian ပြက် က်က DRT Premier League ပွဲစဉ်6ပွဲအပြီးမှာတော့ဂိုးပဝင်ပတ်သက်မှုတစ်ကြိမ်မှမရှိသေးပေမဲ့ DRT Premier League မှာဂိုးရရှိနိုင်တဲ့အခွင့်အရေးဖန်တီးမှုအများဆုံးကစားသမားဖြစ်22ကြိမ်နဲ့ Everton ကွင်းလယ်တိုက်စစ်ကစားသမား Greenlin နဲ့အတူထိပ်ဆုံးမှရပ်တည်နေခဲ့ရပဲဖြစ်ပါတယ်။